ဒါဒီဗီဒီယိုဖိုင်ရီဖင်လုပ်ချင်တာတော့ကျန်ဖို့လို့ကျွန်တော်တို့တနိုင်ငံတော့ပြည်သူအများစုခေါ်တဲ့ကျန်းကျန်ဖွံ့ဖြိုးပါတယ်ဥက္ကဋ္ဌခင်ဟီနဲ့နော်ဒေါ်ဆန်းစုကြည်လက်ထက်ကဒေါ်ဆန်းစုကြည်ကိုဖားရပြီးတော့ထမိန်အောက်ကိုခေါင်းဝင်ရှို့ပြီးတော့ပဝါတော်လက်ဆောင်တွားပေးတဲ့ဘူးလက်လက်ဆွေဒါပေမဲ့အဲ့ဒီဘူးလက်လက်ဆွေဟာ LD အစိုးရလက်ထက်မှာဒေါ်ဆန်းစုကြည်ကိုဖားပြီးတော့ပဝါတွေတွားလက်ဆောင်ပေးပေမဲ့အခုဒေါ်ဆန်းစုကြည်ကိုမင်းအောင်နိုင်ကဖမ်းပြီးတော့အာဏာသိမ်းထားတဲ့အချိန်မှာတော့ဒေါ်ဆန်းစုကြည်ကိုမိုက်မိုက်ရိုင်းရိုင်းပူဆိုးပဆက်ဝေဖန်နေတဲ့ဘူးလက်လက်ဆွေနဲ့ နှစ်ယောက်ပြောစကားကိုယာလီသွေးမပူတို့ကထောက်ခံထားတာရှင်းရှင်းပြောရင်နော်ခင်ရင်နဲ့ဘူးလက်ဆိုတဲ့ဘဲနပွေကိုမပူလူကထောက်ခံတဲ့ဗီဒီယိုဖိုင်လေးကိုကျွန်တော်ရီရှင်လုပ်ချင်ပါတယ်ကြည့်ပါပါအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ရဲချုပ်ခင်ကြီးကျန်ဖို့အုပ်ကြီးဘူးလလဆွေတို့ဦးဆောင်တဲ့ကျုပ်ဖို့ပါတီကိုထောက်ခံကြောင်းမပူးတူပြောလာသည့်အပေါ်အမေသားကြီးကိုစီကတုံ့ပြန်လိုက်တဲ့ရုပ်တံကိုတင်ဆက်ပေးသွားမှာမို့အဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားကြပါအောင်ခင်ဗျာ မင်္ဂလာပါမျိုးရေကျွန်မမဟုတ်သူမှာပြပါရှင်ဒီနေ့နောက်25ခုနေ့ကျွန်မမဟုတ်သူရာဒီတွေးပါရှင်ဒီကျွန်မကဘီခံဖြိုးပါတယ်ကရာဦးခင်ရင်နဲ့ခုလောက်ဦးလာဆိုရပြောဆိုမှုလေးနဲ့ပတ်သက်လို့ကျွန်မရဲ့အမြင်လေးကိုတုံ့ပြန်တင်ပြပေးချင်ပါသေးတယ်လှုပ်ပါဦးဆောင်လေးနဲ့ကတော့သုံးမဲ့တက်တက်သုံးသုံးမဲ့ဖြူစင်းလေးတို့ပြီးတောင်းသွားနေတဲ့မြင်ဝင်းလေးနဲ့ရတာတိတ်ကူမှတက်တည်ရှိပါလိမ့်ရှင်ဟုတ်ပါတယ်အဲကျွန်မဆိုရှင်မလဲပါဘူးဘယ်လိုများဖွင့်တော့ပြီးဖူတာဝင်လို့ရှိထားတယ်နော်ပါမယ်လေးနိုင်ငံတော်တချင်းစုံပြီးနိုင်ငံတော်လှန်ကိုအလေးပြုရမြင်ရတဲ့အခါမှာတိတ်ဖြန့်ဖြန့်မထမ်းငါတိတ်ခဲ့တယ် ်ခဏကပြောတော့မှာဆိုတော့ဒီတောင်းသားမောင်မလေးရဲ့နိုင်ငံတော်တင်းစီဆိုပြီးနိုင်ငံတော်အနိုင်ကိုလေးပြူနေကြရဲ့နောက်တစ်ခုမြန်မာအကြောင်းပဲရှင်းပါတော့နော်ဟိုကိုရီအဲ့ဒီကလေးဘွားကတော့ပေါ်ရင်းနေခဲ့ဘူးလားနော်အာတန်းတော့ချင်းဆိုလို့ချင်းလေဒီလိုပဲကျမတို့ပေါက်ပြက်ပြက်ဆိုခဲ့တာပေါ့နော်။မိအောင်တို့ကိုလက်ဖက်ကျွေးလို့ပိုင်လာလို့ဒီအဲကျမအကြောင်းသားနိုင်ငံတော်တင်းစော်တယောက်ရှိရမယ်။ရှိရစော်ကလေးချော်ရမယ်။ဥစားလေးပေါ်ရမယ်။အဲကိုရလို့ကျောင်းသားဘွားကကိုယ်အဲ့လိုပေါက်ပြက်ပြက်နဲ့ဆိုခဲ့တဲ့ဒီတချင်းကြီးရဲ့အလက်ပါလား။ အဲ့ဒီအချင်းကြီးမှာပါတယ်ဇာတိတွေဇာတိမန်ကြီးอ่ะအခုလိုတက်ပြန်တာတဲ့ခါမှာအခုလိုမျိုးနိုင်ငံရေးအတက်တဲမှာနော်တင်ရည်ပုံဖတ်ပေါင်းချုံနဲ့နောက်ဆက်ဖြည့်စင်းနေတဲ့အချိန်ရောက်မှာဒီမှာပါတဲ့တချင်းတွေအနှစ်သာရတွေဒီမှာပါတဲ့ဇာတိတွေဇာတိပညာရေးကိုဗပောင်းကဘာနောက်ဆက်ဖြည့်စင်းတယ်ပညာမြန်မာနိုင်ငံမှာပညာရေးစနစ်ကိုတုံးစားလို့မရအောင်ဖြည့်စင်းပြစ်တာဒီဘဒူတွေလဲနော်ပေါင်းပြီးရှေ့ဝစ်ထားတဲ့စစ်ဘုတ်ကျုပ်တွေပါကောလိပ်တွေကိုညွှတ်ပြီးဖောက်ပြတယ်နော်မအောင်မနေရစာတက်တက်တက်အတန်းတင်ခိုင်းတယ်အဲ့ဒီစနစ်တွေကိုဘယ်လိုလုပ်ခဲ့တာနော် အဲ့တော့သူများနိုင်ငံမှာကျောင်းသားတယောက်ကအချိန်နဲ့အများကြီးမကုန်မဲနဲ့ပညာကိုနိုင်ပိုင်းအတွင်းလစ်လာစီပူတင်ဝိရအောင်ဝိုင်းလုပ်ပေးနေကြတယ်အချိန်မှာမြမပီမှာမြို့ပြင်တွေထုတ်ပြတယ်အဲ့တော့ကျောင်းသားတွေကကိုတိုက်ကိုအိမ်ကနေကိုမြို့ကနေကျောင်းသားတက်ဖို့အတွက်လမ်းမှာနေနိုင်ဝက်တနိုင်အချိန်ပေးရတယ်အနည်းဆုံးတိရအဲ့တော့ဘာဖြစ်လဲတကယ်ကအရေးလုံးတက်တက်ဖြစ်လာရင်တားတုံးတာဖရဲသားရဲ့စစ်သားရဲ့ကျောင်းသားရဲ့ကိုစစ်တပ်ကတိမ်လောက်ကြောက်စစ်အာဏာရှိနေတယ်အဲ့တော့အဲ့ဒီကျောင်းသားဆိုတဲ့အရာကိုအချိန်ပြီးထိန်းနှီးနိုင်ဖို့အတွက်ကောလိပ်တွေမြို့ပြင်ထုတ်ပြလိုက်တယ်အဲ့တော့ပညာရေးစနစ်ကိုဖြတ်တာဒီ ဒီမိုကရေစီဘက်တော်သားနေလားပြည်သူလားဟုတ်တယ်မလားစစ်ဘိုးချုပ်နေလားเนาะကျွန်တော်ပြောတာစဉ်းစားရင်သိပါတယ်เนาะအဲ့ဒီကတော့ဘယ်ဘောပတ်စုလဲစုစည်းနေ။တော့စမတ်ပတ်တော့စုရနော်။မကုတ်တို့မဟာတို့သွေးကိုပတ်ပတ်စုရနော်။ကျွန်တော်တို့ရှင်းဆိုတာကိုကြည့်ပြီးတော့ကိုယ့်ရဲ့ငွေတွေဘောကိုတန်းတားပြီးတော့ကျွန်တော်မြေကြီးခဲချခဲ့ရပါတယ်။ဆိုတော့ ပန်းတိုင်းကိုရေးချင်ပါတယ်။ပွင့်သောပန်းတိုင်းကိုလည်းငွေးစီချင်ပါတယ်။ပွင့်သောပန်းတိုင်းကိုလည်းငွေးစီချင်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ကတူတူကနေပြီးတော့ပန်းတိုင်းပွင့်ပြီးပွင့်သောပန်းတိုင်းငွေးပါစီပွင့်သောပန်းတိုင်းလမ်းပါစီလို့ဆိုတော့ကျွန်တော်မိသားစုတော်ပါရှင်။ဟုတ်ပြီဒီနေ့ကျွန်တော်ပြောမှာကတော့ဒီခိုင်ပြောပါရင်ဥက္ကဋ္ဌကိုခင်ချင်ပါမို့။ဒီခိုင်ပြောပါရင်ဥက္ကဋ္ဌကိုခင်ချင်တာကသူတို့လဲကူမျိုးနဲ့မှဒီခိုင်ကျိုးပါတီဝင်ငယ်တွေနဲ့တွေ့ဆုံမှုမှာသူရဲ့ပြောဆိုမှုတွေပေါ့။ကျွန်တော်တို့လေးမီဒီယာမှာတင်လာတာကျွန်တော်သိလိုက်ရတယ်။ဒါကြောင့်နားထောင်ကြည့်တဲ့အခါမှာသဘောကျတဲ့အချက်လေးပေါ့။ ဒါကဝင်နေလာတာလည်းအများပါတီတွေနိုင်ငံရေးပါတီတွေနိုင်ငံရေးသမားတွေကတော့လူတို့ကိုရှင်းအောင်မှုနဲ့လုံးဆောင်ရှိတာပေါ့။ယူကောက်ဝဲယူကောက်ဝဲဘယ်လိုလုပ်ခဲ့မှာလဲ။ပြီးခွက်လက်ခံ။အဲ့မဲ့ဒီမှာ okay ရဲ့ဒါဆိုတော့ဘာမင်းအောင်လုပ်မယ့်ယူကောက်ဝဲ။ okay okay ဆက်ထိုင်ရောပါတီရဲ့လိုကတော့ဒီအမေဒီခိုင်ရောပါတီရဲ့ရည်မှန်းချက်ကိုပြောရလိမ့်မယ်ထင်တယ်။အဲ့မှာအလုပ်ပိုင်းကွင်းလမ်းလေးနဲ့ပတ်သက်လို့ပြောပါရစေ။နော်လောက်ကခဏဆိုအားလုံးကပြောတတ်တယ်။နော်ရှင်းပါဆိုကျွန်မတမောက်တဲ့ဆိုကလည်းထက်ကရှင်းမယ်ခဲ့တယ်ဘလောက်ထက်ရှင်းမယ်ခဲ့ကျွန်မခဏခဏပြောဦးမယ်နော်။ အပလက်တန်ချိန်ကင်းကနေပြက်သွားတဲ့ခါကြမှာလည်းရှိမှဆိုလို့ရှိရင်ကလဲတန်နဲ့ပဲဆုံလို့ရှိမှကဲလို့ထဝဲထူးစီပွားရေးဆုံးနော်တချင်မှာဆိုလို့ရှိရင်လည်းထိထုတ်တံပိုင်းကြီးထူးစီပွားရေးဆုံးလို့အရာဝင်မှာဆိုရွှေတုံးအင်အားထူးစီပွားရေးဆုံးအဲ့လိုတွေအများကြီးရှိတာပေါ့မြို့သားပတ်စုံကိုဖိလို့တူတယ်ရှိမှကင်းနေပေါ့နော်ကဲလဲစဲနှစ်တောင်းလဲနှစ်ငါးစီအဲ့လိုရှိမှကင်းနေလို့ရှိရှိတဲ့ခါကျတော့အဲ့တိုင်းခွဲလဲနဲ့ပတ်သက်လို့ပါတီတိုင်းနိုင်ငံရေးတမတိုင်းကအကောင့်ကြီးတဲ့လူတူးတက်လာပြောတယ်ဒါပေမဲ့ဥက္ကဋ္ဌရေပြောဆိုခဲ့မှာဘာပါလဲဆိုရင် စစ်အုပ်စုက PDF အယောင်ဆောင်ပြီးစကိုင်းငလင်တန်တဲ့နေရာတွေကိုစစ်ကြောင်းထိုးစစ်အုပ်စုမိရှုလို့နေအိမ်20ကျော်မီးလောင်ပြီးရွာ30ကျော်ကဒေသခံတောင်းချီထွက်ပြေးနေရာစစ်အုပ်စုကပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF အယောင်ဆောင်ပြီးစကိုင်းငလင်ဘေးဒဏ်တဲ့နေရာတွေကိုစစ်ကြောင်းထိုးဝင်ရောက်နေတဲ့အတွက် ဒေတာခန်တောင်းချီထွက်ပြေးနေရပြီးနေအိမ်20ကျော်လဲမိရှုဖြက်စီခံထားရတယ်လို့ဒေတာခန်တည်ရင်းမြစ်တွေကပြောပါတယ်မလာ28ရက်ကလှုပ်ခတ်ခဲ့တဲ့စကိုင်းငလင်ဗဟုချက်ဒေတာတွေဖြစ်တဲ့စကိုင်းမြို့ကြီးရွာတွေကိုစစ်အုပ်စုက PDF အယောင်ဆောင်ပြီးစစ်ကြောင်းထိုးဝင်ရောက်နေခဲ့တာတပတ်ခန့်ရှိပြီဖြစ်ပြီး ကျေးရွာ30ရွာကျော်ကဒေသခံတွေအခုလိုထွက်ပြေးနေကြရတာဖြစ်တယ်လို့ဆိုပါရယ်စစ်အုပ်စုတပ်တွေဟာပြီးခဲ့တဲ့မေလ26ရက်ကစပြီးဇွန်လ4ရက်ဒီကနေ့အထိအဆိုပါကျေးရွာတွေကိုစစ်ကြောင်းနှစ်ကြောင်းထိုးဝင်ရောက်နေတာလို့ဆိုပါရယ်စစ်အုပ်စုတပ်တွေဟာငလင်းပေးတဲ့မင်းကုန်းကင်းရှာရောင်စတဲ့ကျေးရွာကိုအင်းအား200ခန့်နဲ့စစ်ကြောင်းထိုးနေတာဖြစ်ပြီးမြောင်းကုန်းတောင်မဘဒူကန်ကြီးကုန်းစင်ဖြူဆယ်လေးတော်တောင်အင်းတောင် တောင်ရင်မြောက်ရွာသာတလုံးမအူပင်ကြောက်ပန်လာဆတဲ့ကြေးရွာတွေကတော့အင်အား300ခန့်နဲ့စစ်ကြောင်းဖြန့်ပြီးစီးနင်းဝင်ရောက်လာတာဖြစ်တယ်လို့ တော်လန်ရေးအင်အားစု World Information Network ပြန်ကြားရေးကိုငကားလေးကပြောပါတယ်စစ်ကြောင်းကခြေလင်းစစ်ကြောင်းပြ26 28ရက်ပိုင်းတွေကဒီဘက်ကရဲဘော်တွေရဲ့ uniform တွေရသွားတာတွေလို့သိရတယ်ဗျာသူတို့ရဲ့ line ပုံမှာခွေး channel တွေမှာကြော်သွားလို့ခွေး channel မှာရှိတဲ့အခါကျတော့အဲ့လိုမျိုး PDF uniform တွေဝတ်ပြီးတော့မှထိုးတာတွေလည်းပါတယ်လို့သိရတယ် အဲ့လိုထိုးတဲ့အထဲမှာကပြည်သူစစ်ပေါ့နော်ပြည်သူစစ်လို့ယူဆရတဲ့အသက်18နှစ်18နှစ်ကလေးတွေပါတယ်လို့သိရတယ်လို့ကိုနဂားလေးကပြောပါတယ်အခုလို့စစ်အုပ်စုအင်အားများပြားနဲ့စစ်ကြောင်းခန့်ချက်ထိုးဝင်ရောက်လာသူတွေမှာစစ်မှုထမ်းခေါ်ဆောင်ခံရတဲ့ပြည်သူစစ်အဖွဲ့ဝင်များစုနဲ့အထမစစ်သားစုဆောင်ခံရတဲ့အသက်မပြည့်သေးတဲ့ကလေးငယ်တွေလည်းပါဝင်တယ်လို့ဆိုပါတယ်ငယ်တွေလောက်ကခွန်းလဲပေါ်စီဖို့အသက်မွေးဝမ်းကြောင်းပညာတွေသင်စားဖို့အတွက်တင်တန်းတွေဖွင့်နေပြီးကျောင်းတွေဖွင့်နေပြီးတင်ရပြီးနေတယ်เนาะအခုတကယ်မြို့သမီးတွေပေါ့เนาะမြို့သမီးတွေကြတော့မြို့သားတွေပေါ့ လူငယ်တွေအတွက်တမေဝန်ဆောင်ပညာတင်တဲ့အကြောင်းကိုဖွင့်ပြီးတော့ဟုတ်ကဲ့အဲ့ဒီခေတ်မှာပြောတဲ့အစိုက်ဆုံးချက်ကထမင်းစာလက်မှတ်ထုတ်ပေးမယ်ဆိုတဲ့အကြောင်းလေးမဟုတ်ခင်ကတော့ထမင်းစာလက်မှတ်လို့တုံးမသွားဘူးဒါပေမဲ့ဆိုလိုရင်ကတော့ထမင်းစာလက်မှတ်ပေါ့နော်ဆိုတော့ကျမတို့မှာအလုပ်ကခွင့်နဲ့ဖန်တီးဖို့အတွက်တမေဝန်ဆောင်တင်ပေးမယ်ပညာတင်ပေးမယ်ပြီးလို့ရှိရင်ပညာတင်ယူတက်မြောက်ပြီးတော့လက်မှတ်တွေထုတ်ပေးမယ်ဆိုတော့အဲ့ဒီလက်မှတ်တွေကလူငယ်တွေအတွက်ဒါထမင်းစာလက်မှတ်တွေထမင်းစာလက်မှတ်တွေဘာမှတပွားတော့မိမိတပွားတော့အာမခံချက်ရနိုင်တော့တယ်ထမင်းစာလက်မှတ်တွေ ဒီကပညာရေးတက်ချင်တာမှလက်မှတ်မရှိတဲ့တွင်တိုင်ပတ်နေတဲ့ကျွန်တော်တို့မြန်မာနိုင်ငံမှာလူငယ်တွေတက်လောက်ကန်ဆန်းတဲ့အတွက်တက်မွေးဝမ်းကြောင်းပညာတွေတင်တဲ့ပွဲပြီးကြောင်းနေပုံပြီးတင်ပေးမယ်အဲ့ဒီထမင်းစားလက်မှတ်တွေထုတ်ပေးမယ်ဒီလိုမျိုးပြောသွားတာကြားရတဲ့အတွက်တော်တော်ကြီးဟိုကဟတ်ထိပါရဲ့ပေါ့နော်ဟတ်ထိကအဲ့လက်မှတ်ကိုဘသူကထုတ်ပေးပြီးတော့ဘယ်နိုင်ငံကအတိအမှတ်ပြုမှာလဲမတိတော့အမောင်အရင်တန်းနဲ့ပြောရတာဟတ်တော့ထိသေးတယ်ဟမ်နော်အမောင်အရင်ပြောရတော့ तू ပြောရတဲ့စကားကို တာမန်လူဘိန်းနေနဲ့နားထောင်လိုက်မယ်ဆိုအေးဟုတ်တာခမင်းစားလက်မှတ်ထုတ်ပေးတယ်ပညာတင်ပေးတဲ့အတွက်ကျေးဇူးတင်တယ်လက်မှတ်ရတိုင်းပညာတတ်တာမဟုတ်ဘူးလေဟုတ်တယ်မလားလက်ရှိဆယ်ထန်းအောင်ပြီးတော့ဘွဲရထားတဲ့လက်မှတ်ကိုမြန်မာနိုင်ငံဟဲ့ဒီဘွဲရထားတဲ့လက်မှတ်တွေကင်ပြီးတော့လူတိုင်းအလုပ်ရှိနေပြီလားလူတိုင်းခမင်းစားခွင့်ရနေပြီလားမြန်မာနိုင်ငံကဘွဲရထားတဲ့လက်မှတ်ကိုဘယ်တိုင်းပြည်မှာအလုပ်ပွားလျှောက်ခွင့်ရလဲဖြေအဲ့ဒါကို မင်းတို့ကမင်းတို့တိုင်းပြည်ဘန်နာတွေတုံးပြီးတော့စက်ပေါက်ကြီးအကြောင်းတွေဆောက်ပြီးတော့တီတီနာလျှောက်တင်တာတော့လူတိုင်းလုပ်လို့ရတယ်။ငါလည်းလုပ်တတ်တယ်။ရှင်းလား။တိုင်းပြည်ကိုဖျက်ဆီးလို့ဆိုတော့အဲ့ကစဖျက်ဆီးတာ။အတိညာတွေမိုက်မဲအောင်မင်းတို့တွေပောက်ပန်း၄၀တွေလုံမှာ။ဟမ်။အမောင်အရင်တန်းတဲ့မင်းမင်းတပိန်းတော့ထားတယ်။ခမင်းစားလက်မှတ်တင်ပြီးတော့ဒါတော့တားထိတာ။ဟမ်။ဘဒုကအတိမတ်ပြုမလဲမင်းတို့လက်မှတ်။ဘယ်တိုင်းပြည်ကအတိမတ်ပြုမလဲ။ဟမ်။ဘဒုကထုတ်ပေးပါလေ။ဘာပညာရက်တွေတင်ပါလေ။ဒီကအောင်လက်မှတ်ရရင်ဘယ်အလုံးမှာဘာရမယ်လို့အမကန်ချက်ပေးမလဲ။နော်။မင်းကလည်းခီရောမပြောသား။ ရွေးတော့ပွဲနီးလာလို့ခီးမုံမြင်တဲ့ခွဲလိုမျိုးအမိတန်ပြီးပြေးလာကြတဲ့ကောင်တွေစိတ်မရှိတယ်။ဘာဆောက်စိတ်မှမရှိဘူး။ပြီလား။တိုင်းပြည်ချက်ဖို့ကလွယ်လို့မင်းတို့အဲ့ဒီချက်ဖို့ဒီစစ်တပ်ကပြောင်းလာတဲ့ကောင်တွေကောင်းထဲမှာဘာတစ်ခုမှမရှိဘူး။ရှင်းရှင်းလေးပဲ။စပ်ဖို့တွေလုပ်ပြီးဒါကိုထီးချောက်ကိုစက်ဖို့ပတ်ပြီးတော့အုံတင်နေတယ်နော်။အတမွေးဝမ်းကြောင်းပညာထုတ်ပြီးဆိုဘာအတမွေးဝမ်းကြောင်းလဲစက်မှုလက်မှုလားအဲ့ဒါအဲ့အတမွေးဝမ်းကြောင်းစောက်တဲ့ကြောင်းကဘယ်နိုင်ငံအတိမတ်ပြုလဲလောလောဆယ်ကောလိပ်ကအောင်တဲ့လက်မှတ်ကိုအခြားနိုင်ငံမှာအလုံးလုံးဝင်ရအောင်တော့အရင်စူးစမ်းပေးစောက်ဖို့တွေလုပ်ပြီးမဖြစ်နိုင်တဲ့ဟာတွေကိုအရင်မလုပ်နဲ့အောင် အလောက်လောက်ပေးနေအောင်မင်းတို့ပြည်သူလက်ခံတော့ပြီရှင်းလားဆယ်တန်းအောင်ထားတဲ့လက်မှတ်နော်ပြီးလို့ရှိရင်ဘွဲရထားတဲ့လက်မှတ်အဲ့လက်မှတ်ကိုပြပြီးအပြီးဆက်ဆုံးထိုင်းနိုင်ငံလောက်မှာအလောက်လောက်ခွင့်ရအောင်အရင်စူးစမ်းပေးနော်မလေးရှားနိုင်ငံလောက်မှာအလောက်လောက်ခွင့်ရအောင်အရင်စူးစမ်းပေးမြန်မာပြည်ကဆယ်တန်းအောင်လက်မှတ်လေးနဲ့နော်ဘွဲရလက်မှတ်လေးနဲ့ဒီလားကုမ္ပဏီဆောက်တဲ့အပေါက်ဆောက်လေးပဲဖြစ်ဖြစ်အလောက်လေးပဲအရင်လောက်ပေးပြောရင်မကောင်းလူပိန်းအကြိုက်ပညာမဲ့အကြိုက်တွေစကားတွေပြော ပြီးလို့ရှိရင်တိုင်းပြည်ကိုဖျက်ရတဲ့အစီအနှစ်အကုန်လုံးထုတ်ယူအကုန်လုံးမျိုးစော့စောက်ဝင်းချတိုင်းပြည်ကအယိုးပဲကျန်တယ်ဟမ်ဒီတို့တွေဒီတိုင်းပြည်ကိုခင်းဆက်ဆက်ဖျက်ဆီးလာခဲ့တာလေကုန်နေပြီဟမ်မသိလို့ရှိရင်တော်လန်အင်အားစုဘက်ကခလေးတွေစာတင်တာကိုပဲပိတ်ပင်တဲ့ပုံစံမျိုးလို့အဲဟိုပုံဝန်တွင်းပြီးတော့ပြောကြတယ် CDM လောက်ခိုင်းနေဆိုတာဆရာမတယောက်ကို CDM လောက်ခိုင်းတာစာမတင်ခိုင်းတာမဟုတ်ဘူးသိလားဒီတို့ကပညာမတတ်အတိတ်တည်းမဲ့တော့ CDM လောက်လို့ပြောရင်စာမတင်တဲ့လူသွားထင်ကြတာနော် တယောက်ကို CDM လောက်လို့ပြောလိုက်ရင်စာမတင်နဲ့ပြောတာမဟုတ်ဘူးသိလားအဲ့ဒီအာနာတိုင်းထားတဲ့အကျန်းထက်ကောင်းတွေအောက်မှာသူတို့ရဲ့အမိတ်ပေးမှုထိန်းချုပ်မှုအောက်မှာမနေနဲ့ပြောတာဆရာဝန်တယောက် CDM လောက်တယ်ဆိုတာစိတ်မကုတာကိုပြောတာမဟုတ်ဘူးနားလေလားနော်အဲ့ဒါကိုအဲအကြောင်းမတက်နဲ့ကြောင်းထွက်လို့ဘောင်းညောင်စကားတွေနဲ့ပုံပေါ်ပြီးမတည်ရင်တော်နိုင်အင်အားစုဘက်ကလူတွေကပဲခလေးတွေကိုစာမတင်ခိုင်းတယ်လို့ဆရာဝန်တွေကိုစိတ်မကုခိုင်းတယ်လို့ဆရာဆရာမတွေကိုစာမတင်ခိုင်းတဲ့ပုံစံမျိုးပုံဖော်ပြီးတော့ အောက်တန်းကြဆိုတာတိုက်ခိုက်တဲ့အောက်တန်းစားတယ်နော်ရှင်းလား